မကွေးတိုင်းပခုတ်ကူခရိုင်ကပြူစောတိကျေးရွာတွေကိုဧပြီလကုန်ပိုင်းကစပြီးစစ်ကောင်စီကလေကြောင်းကနေရိခါထောက်ပို့မှုအများပြားပြုလုပ်ခဲ့တယ်လို့ဒေသခံနိုင်ငံရေးသမားတွေကပြောပါတယ်ပခုတ်ကူခရိုင်ဟာမြောက်ဘက်မှာသကိုင်းတိုင်းမုံရွာခရိုင်ရင်းမပင်ခရိုင်နဲ့သကိုင်းခရိုင်တို့နဲ့ကြီးစပ်နေတာပါအရှေ့ဘက်မှာတော့မန္တလေးတိုင်းမြင်းကြံခရိုင်ညောင်ဦးခရိုင်တို့နဲ့နယ်မြေချင်းကြီးစပ်နေတာဖြစ်ပါတယ် မန္တလေးတိုင်းဘက်ကနေမန္တလေးနဲ့စကိုင်းဘက်ကိုရခိုင်တပ်တော်အေထူပေါက်လာဖို့ရှိနေတာကြောင့်မတ်လ28ရက်နေ့ငလင်အလုံးကာလကလေးကစစ်ကောင်စီကပခုတ်ကူခရိုင်ထဲမှာစစ်ကြောင်းတွေပြန်ထိုးခဲ့ပြီးလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်တာတွေလည်းပြုလုပ်နေတာပါဒီကကြရခါကြတော့ဒီအဝီမင်းအနောက်ဘက်ကန်က PDF တော်တော်များများကိုလည်းသူတို့ကစီရုပ်မှုတွေလုပ်ခဲ့တယ်သူတို့နဲ့ပူးပေါင်းလို့ရှင်တင်တန်းပေးသလိုရိတ်ခါတွေပေးတယ်လက်နက်ခဲရနေလဲထောက်ပံ့တာတွေလည်းရှိနေတယ်ကျွန်တော်တို့ငဖဲလမ်းအနေပါမှာထိုးပေါက်ကိုရအတွက်စူးစမ်းနေတယ်ဆိုတာလည်းကြားရတယ် အခုခိုင်တဲ့မှာရှိတဲ့ပြူရွာတွေတော်တော်များများကလည်းပြောမယ်ဆိုတော့ရခိုင်တော့တော်တော်နည်းတယ်လေ။ပေါ့မြို့နယ်ဆိုလို့ရှိရင်ကျွာပေါင်း190လောက်ရှိတာမှာပြူရွာက9ရွာလောက်ပဲရှိတာ။လောလောဆယ်မှာအဲပြူရွာတွေကိုလည်းတို့ဟက်စကီတွေနဲ့ရောလေရင်တွေနဲ့ရောတို့ရိတ်ခါတွေအများအောင်များချတာလည်းတွေ့ရတယ်လေ။တို့တို့မှာလေချောင်းနဲ့ပတ်သက်ပါရမခြေတင်းမှုတွေပိုးလုတ်လာနိုင်တယ်ဆိုတာကိုတော့တွေ့ရတယ်။ ပခုတ်ကူခရိုင်ရဲ့ကရဲမန္တလေးတိုင်းမြင်းညက်မြို့နယ်မှာလဲစစ်ကောင်စီကလက်နက်ကြီးထိုင်ချတာတပ်သားအင်အားတုံ့ပြန်ချထားတာမြို့ဝင်အထွတ်စစ်စီတင်းကျက်တာရိခာတဲယူမှုကန့်တတာစီရာတွေပြုလုပ်ပြီးနေမြေထိန်ချုပ်မှုကြိုးစားနေတယ်လို့မြင်းညက်ခရိုင်တပ်ရင်ခွန်တာဝန်ရှိသူတယောက်ကပြောပါတယ် ြီးတွေပါထိုင်လာတယ်ဆိုတော့ခွေးပင်ရခွေးပင်ရအဲ့တော့ရှိမှပြောပါလားစစ်စစ်နေနေတော့ရှောင်းမှုတွေကသူတို့မတုံးတက်ကောင်တွေလာလေအကျွန်တော်နဲ့အဲ့ဟိုတိုက်တိုက်ဖြစ်တဲ့ပွဲတွေကစစ်တပ်ကောင်တွေညာတက်ကောင်တွေကိုကိုကောင်တွေပြူပြူသိပ်မတုံးဆိုတော့ကြမ်းတယ်ချင်းချင်းအဲ့ဒီကျွန်တော်ကတော့အဲ့ဒီညီကျော်တော့အပြောင်းပဲလားဒီရောပါပြောပြောမှမရတော့အင်းရပါအကြီးကပါပါနေဆိုတော့စိတ်ဒီမှာချင်းချင်းကကြွားကန်းကျူတွေပါနေရလေသားပါကားသိန်းလူတွေပါဟာလည်းဖြောက်ပဲလျှောက်ရောက်လာလို့ဒီအဲ့လိုချတာကျန်းတော့တော့ကျန်းတော့ဆန်းဆိုရင်တိတ်တယ်လို့မရဘူးပေါ့အဲ့ဝဘယ်တယ်လို့ရတယ်ပေါ့အဲ့လိုအကန့်တန် ယ်ပေါ့သူကတော်တော်ဆိုးတယ်မန္တလေးတိုင်းမြင်းကြံမြို့နယ်မြင်းကြံတောင်သာလမ်းနှမ်းမြင့်တောင်ကြလမ်းပိုင်းကိုဧပြီလကုန်ပိုင်းမှာစစ်ကောင်စီကတာလုံရင်အားနဲ့ဖိအားပေးပြီးပြန်ထိန်းချုပ်ထားပါတယ်။စကိုင်းကလင်လုတ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမေလ10ရက်နေ့အထိစစ်ကောင်စီကနိုင်ငံတော်မှာလေကြောင်းတိုက်ခိုက်မှု938ကြိမ်အထိပြုလုပ်ခဲ့ပြီးလေကြောင်းတိုက်ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့်နိုင်ငံတော်မှာပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်349ယောက်ထပ်မံနေသေဆုံးခဲ့ပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။